နောက်ဆုံးအပြင်သေတမ်းကြကျင်းသားတွေဟာကိုမျက်မခံရရင်တောင်းပန်စကားဒါမှမဟုတ်စူတောင်းစကားတွေကိုပြောလို့ရှိကြပါတယ်။ဒါပေမဲ့ကျွန်တော်အခုပြောပြမယ့်သူတွေကတော့ဒီထဲမှာမပါဝင်ခဲ့ပါဘူး။သူတို့ရဲ့နောက်ဆုံးစကားတွေကအခြားသူတွေကိုစင်ခေါ်ဖို့ဒါမှမဟုတ်၆လမ်းမှုတွေအသုံးချသွားခဲ့ကြပါတယ်။လူတိုင်းဟာတေဆုံးမှမဟုတ်ကြောက်အောင်ကြပါမယ်။ခုဖော်ပြတဲ့လူတွေကတော့သူတို့ရဲ့နောက်ဆုံးအချိန်မှာကြောက်ရွံ့ခြင်းမရှိဘဲနဲ့ဆိုင်းဆိုင်းသာတုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့သေတံကြအကျဉ်းသားတွေပြောခဲ့တဲ့ ထွေးလန့်စရာနောက်ဆုံးစကားခုနှစ်ခုကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ် Let's go နောက်ဆုံးကတော့ပူလောင်မှုအကြောင်းကိုထုတ်ဖော်ခဲ့သောစကားဖြစ်ပါတယ် Jules Velikas လို့ခေါ်တဲ့ American Texas ပြည်နယ်ကအမျိုးသားတို့ကလွန်ခဲ့တဲ့နှစ်ထောင်ခုနှစ်ဇန်နဝါရီလကသူ့ရဲ့ချစ်သူဟာ Erica Salazar သူမ၏တောင်းငယ် ဂျာကော့စလာဇာနဲ့သူမရဲ့မိခင်အယ်မာပီရက်စ်တို့ကိုတွေ့ပြမှုဖြင့်ပြစ်ဒဏ်ချမှတ်ခံရပါတယ်။စေဘဆိုင်ရာပညာရှင်ကသေစေနိုင်သောဆေးကိုထိုးသွင်းနိုင်ခြင်းတူဟာတုံးလုံးမှုရှိပဲအနည်းငယ်တော့ပူလဲဗျ။အောက်ဆက်လိုက်ပါတယ်ဟုပြောကြခဲ့ပါတယ်။အဲ့တော့မှာတော့သူဟာအသက်ရှူသမျှတဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့ပြီ။10မိနစ်အတွင်းလှုပ်ရှားမှုများရပ်တန့်လာအသက်ပြောက်သွားခဲ့ရပါတယ်။သူရဲ့ရှေ့နေများကစိတ်ကျန်းမာရေးချိုးယွင်းမှုကိုအကြောင်းပြခဲ့ပေမယ့် တရားဝန်ချုပ်ကတော့သူ့ရင်စိတ်ချရင်းမှုမရှိအောင်စစ်ဆေးတွေ့ရှိထားသည့်အတွက်အယူခံမှုပယ်ဆခဲ့ရင်ဖြစ်ပါတယ်။နံပါတ်6ကတော့ထူးဆိုင်တဲ့မှတ်ချက်ကိုပေးခဲ့တယ်လို့ဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့ Richard Cobb လို့ခေါ်ပြီး Richard Cobb မှာကုံစုံစံတပြားတိုက်မှုတွင်ပြန်ပြီးဆက်သွက်ပြမှုအမျိုးသမီးတူကလေမန်းဆန်ရဆော်ကားမှုဖြင့်ပေဒဏ်ကျခံခဲ့ရပါတယ်။သူမတည်ဆုံးမီမှာ"အိုးဒါကရမ်းကောင်းရဲ့ရမ်းမိုက်တယ်" ကျေးဇူးတင်ပါတယ်ထောင်မိုင်းကြီးကိုထူးထူးဆန်းဆန်းပြောဆိုခဲ့ပါတယ်။ထိုနောက်ဆုံးစကားကြောင့်အခန်းထဲရှိတပ်သေးများကိုအံဩသွားစေခဲ့ပြီးတေဆုံးသူမိသားစုဝင်များအားစိတ်သက်သာရာရမှုမပေးလို့ရတမင်သက်သက်ရည်ပြောဆိုခဲ့တယ်လို့ယူဆရပါတယ်။နောက်ဘက်ငါတော့ငရဲကိုသတင်းစကားပါခဲ့လို့ဖြစ်ပါတယ်။လာဗီနီယာဖစ်ဆာဟာအမေရိကန်ပြည်အောင်စုရဲ့ပထမဆုံးအမျိုးသမီးခွင့်ဆက်လူကသမားဖြစ်တယ်လို့အမြင်ပေါ်ပေါ်ရသတ်မှတ်ခြင်းခံခဲ့ရလို့ဖြစ်ပါတယ်။သူမကိုယ်တိုင်လူမသက်ခဲ့ရတော့လေ။ တန့်ရံကြံပေးခဲ့တာဖြစ်တယ်လို့ယူဆခဲ့ကြပါတယ်။သူမမတည်ခင်နောက်ဆုံးပြောသွားတဲ့စကားကတော့မင်းတို့ငရဲကိုတရင်စကားပို့ခြင်းငါ့ကိုပေးတိုင်းငါတည်သွားပြီမယ်ဆိုပြီးတော့လည်းဖြစ်ပါတယ်။သူကျူးလွန်ခဲ့တဲ့အမှုကတော့ဒီလိုပါ။လာဗီနီယာနဲ့သူမရဲ့ခင်မကဧည့်သည်ကိုအစိုက်ခတ်ထားတဲ့လက်ဖက်ရည်တိုက်ပြီးအိပ်ပျော်စေကပစ္စည်းတွေခိုးယူခဲ့ကြကြောင်းနောက်မှာသူမရဲ့ခင်မကဓာတ်နဲ့ထိုးတတ်တာဖြစ်ကြောင်းပြောကြပါရဲ့။သူမဟာ1820ခုနှစ်တွင်ကျိုးပေးခွင့်မြောက်ခံခဲ့ရပြီးသူမရဲ့ဝိညာဉ်ဟာမြို့ဟောင်းထောင်ကို ယမေ့အချိန်ထိ6လနေတဲ့ဥယျာဉ်ကြီးကြပါတယ်။နံပါတ်၄ကတော့လူမျိုးရေးမုံတီးမှုဖြင့်တပ်ဖြတ်ခဲ့တဲ့လူပဲဖြစ်ပါတယ်။ဂျိမ်းဂျက်ဆင်လို့ခေါ်တဲ့မျိုးသားဟာမြူရောင်မျိုးရဲ့အသက်66နှစ်အရွယ်လူမဲဖို့အတူကိုဓာတ်ပြင်ထိုးသွားခဲ့တဲ့လူဖြူမျိုးနဲ့ကြီးစိုးလို့လူတူမှုဖြစ်ပါတယ်။သူနောက်ဆုံးပြောခဲ့တဲ့စကားကတော့နောက်ကမှအားလုံးနဲ့တွေ့မယ်။ကျွန်တော်ကိုတတ်ပါထောင်းပါနီကျွန်တော်ဆင်သင့်ပါပဲပါတီဆောက်လိုက်အောင်ဆိုပြီးတော့ဖြစ်ပါတယ်။ သူဟာဆယ်သူနှစ်တခုကြောင်လူမဲများကိုမုန်းလေးခဲ့ပြီးလူမဲများဆုံးကိုတန်းလိုက်သမျှတပ်ပြင်းရည်ရွယ်ထားသူဖြစ်ပါတယ်။ကံကောင်းစွာနဲ့ပဲထမှန်အန္တရာယ်မဖြစ်စေမီဖမ်းဆီးရမိခဲ့ခြင်းပဲဖြစ်ပါတယ်။နောက်ပထမတော့မကျူးလွန်သောအပြစ်အတွက်ထေရန်ပေးခံရသူပဲဖြစ်ပါတယ်။စတီဗင်ဝုစ်ကတော့အခြားသူတွေနဲ့မတူပဲကိုယ်တိုင်ကျူးလွန်ခဲ့တာမရှိပေမဲ့ထေရန်ပေးခံခဲ့ရပါတယ်။မာကန်ရိုးဆိုတဲ့ပြစ်မှုကျူးလွန်သူကလူသတ်မှုကျူးလွန်ခဲ့တယ်လို့ဝန်ခံထားတော့လေ။ လူတန်းမှုဖြစ်ပွားစဉ်တွင်စတီဗင်ဟုသည်အနည်းငယ်နဲ့ရှိနေခဲ့ခြင်းကြောင့်တက်ဆက်ပြည်နယ်ဥပဒေအရသေတံချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။သူနောက်ဆုံးပြောခဲ့တဲ့စကားကတော့မင်းတို့မြင်တွေ့နေရတာကွန်မြတ်မှုမဟုတ်ဘူးလူတန်းမှုပဲ။မာကန်ရူ့စ်လုပ်ခဲ့တဲ့ကိစ္စအတွက်ငါကျိုးတို့ခံထားရတာလို့အော်ဟစ်ပြောဆိုခဲ့ပါတယ်။လူတန်းမှုတွင်ပါဝင်ခဲ့တော့လေကိုယ်တိုင်လူမသက်ပဲအခြားသူကျူးလွန်သည့်ရာဇဝတ်မှုအတွက်သေတံပေးခံရခြင်းသည်ရက်ဆက်သောပြည်တံဟူယူဆသူများလည်းရှိနေပါတယ်။ နံပါတ်2ကတော့သားသမီးနှုတ်ကိုတက်ပြတ်ပြီးမှနောင်တရခဲ့သူဖြစ်ပါတယ်။ခရစ်စတီနာမာရီရစ်ဟာအသက်9နှစ်ရဲ့သားတူနဲ့2နှစ်ရဲ့သမီးတူကိုစိတ်ကြယောဂါပျောက်ဆင်းနေတိုက်ခါပိုတက်ဆီယမ်ကလိုရိုက်ထိုးသွင်းပြီးနောက်ဆုံးနဲ့ခေါင်းအောင်ဖြစ်ပြတ်ခဲ့ခြင်းဖြစ်ပါတယ်။သူမဟာသားသမီးများကိုတက်ပြီးနောက်ကုကိုကိုဆေးလွန်ကျွန်တောက်ပြီးတက်တရန်စူးစမ်းခဲ့တော့လေမအောင်မြင်ခဲ့ပါဘူး။သူမရှိနေတဲ့တင်ပြချက်မှာတော့သူမဟာစိတ်ကြယောဂါကိုအပြင်းထန်ခံစားနေရတာဖြစ်ပြီး ။သူမရဲ့မိသားစုတမညောင်းမှာလဲစိတ်ကြယောဂါကြောင့်ကိုကိုကိုအဆုံးစီရင်မှုတွေရှိခဲ့ပြီးသူမဟာကိုယ်တိုင်တက်တွေကိုအရင်ဆုံးဖြတ်ပြီးမှသားသမီးတွေကိုစိတ်မချတာကြောင့်အခုလိုလုံမိခဲ့တာဖြစ်ပြီးဒါကိုသူ့ရဲ့တည်တန်းစာမှာလဲတွေ့နေကြောင်းတင်ပြပြပါရယ်။ဒါပေမဲ့တရားသူကြီးကတော့သူမဟာစိတ်ကြယောဂါကြောင့်မဟုတ်ပဲအတ္တကြီးမှုကြောင့်သာအခုလိုလုံဆောင်ခဲ့တာဖြစ်တယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါရယ်။သူမမတည်ဆုံးပြီးနောက်ဆုံးပြောခဲ့တဲ့စကားကတော့ကျမရဲ့ကလေးတွေကိုတတ်ခဲ့မိတဲ့အတွက်စကားလုံးနဲ့ဖော်ပြလို့မရတော့အောင်နောင်တရပါရယ်။ အခုတော့ကျမရေထားတဲ့အတိုင်းကလေးတွေလည်းအတူရှိနိုင်ပါပြီလို့ပြောခဲ့ပါတယ်။သူမကြီးကပြမှုတွေကလေးများကိုတက်ရန်ကြိုးစားခဲ့ပြီးပိုတက်ဆီယမ်ကလိုရိုက်ကိုနှလုံးခုန်ရွက်စေသောဆေးကိုပင်အသုံးပြုခဲ့တယ်လို့လည်းသိရပါတယ်။နဘတ်တကတေးတန်ပေးသူများကို ပြန်လည်ဆွဆွဲခဲ့တယ်လို့ပြောဖြစ်ပါတယ်။ဘန်နီဒမ်စာလူတက်မှုနဲ့ထောင်ကြနေစဉ်အခြားအကျဉ်းသားတို့ကိုတက်ပြမှုဖြင့်တေးတန်ချမှတ်ခံရရသူဖြစ်ပါတယ်။သူမတည်ဆုံးမီနောက်ဆုံးပြောခဲ့တဲ့စကားကတော့ ဖေတံမပေးမီအကျော်ရဆေးထုံးရန်ကြိုးစားစဉ်ငါကျင်ရမှုအတွက်သူတို့ကကျွန်တော်ကိုတန့်ယုံနေမှာကပဲနောက်ပြန်မှရဲရဲဆက်ဆက်လိဖြတ်ခဲ့တာပါအရန်နာကျင်ပါလေပေါင်ချံမှာခြေတော့တွေမှာသူတို့ခွဲလိုက်ကြလို့တွေးရအများကြီးထွက်တယ်ဒါကကွက်မြက်တာမဟုတ်ဘူးလူသက်တာလို့ပြောဆိုခဲ့ပါတယ်စေဘဆိုင်ရာပညာရှင်တွေကတွေးကြုံကိုရှာမတူတဲ့အကျော်ကိုထိုးဖို့ကြိုးစားတယ်သူ့ကိုအကျဉ်းချင်းဖြတ်ခင်းမိကြောင်းအကျဉ်းသားဖြစ်တာကြောင်းဂုံသိက္ခာနဲ့လေးစားမှုမရှိဘဲဆက်ဆံခဲ့ကြောင်းသူကဆွဆဲခဲ့တာဖြစ်ပါတယ် ဒါတွေကတော့တည်ရန်ကြအကျဉ်းသားတွေရဲ့ကြောက်စရာကောင်းတဲ့နောက်ဆုံးစကားတွေပဲဖြစ်ပါတယ်။တင်းနေတဲ့ဒါဒီလိုချင်းမျိုးကိုကြုံလာခဲ့ရင်ရောနောက်ဆုံးစကားအနေနဲ့ဘာတွေပြောမလဲ။ ဆုံးနေကြည့်ကြပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပျော်ရွှင်ပွဲနေ့တစ်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။